ကျမလေဟိုအင်ဂျာမဆော့လို့အနေနာခမရယ်ဆိုပြီးကိုကိုကိုပြောတဲ့လူတွေကိုခတ်ကြောက်ကြောက်ပဲဘာစောရဲ့ဒီကျမစိတ်ချမ်းပါလေအဲ့လိုပြောတဲ့လူတွေကတစ်ချက်တစ်နေ့တစ်ချိန်တစ်ခါမှအကျွေးများတောင်းမလားလို့ဒီလိုဒီလိုလုတ်ပေးခဲ့လို့ဒီလိုဆုံးမခဲ့လို့ဒီလိုပြန်ပြီးတော့ပေးပါလို့အဲ့လိုတောင်းမလားဆိုပြီးတော့ အဲ့လိုဆိုရင်မှုတွေရှိတယ်။ဒါကြောင့်မလို့ကျမကိုအနစ်နာခံတဲ့စသဖြင့်ပြောရင်ကျမနည်းနည်းမျက်နှာပူတယ်စိတ်ထဲမှာတမျိုးဖြစ်တယ်။ကျမအနစ်နာခံတယ်လို့ကျမကိုကျမမယူဆဘူး။ကျမလှုပ်ချင်တဲ့ကိစ္စကိုကျမရွေးချယ်တယ်။ကျမရဲ့ရွေးချယ်မှုကကျမလှုပ်တယ်။အဲ့တော့ဒီလိုဒီလိုတော့နိုင်တာကိုပဲကျေနပ်တယ်။ အဒီလိုလို့ရလို့အမြဲစိတ်ချမ်းသာတယ်လို့တော့မဟုတ်ဘူးပေါ့နော်အဲဒီလိုလို့ရတာလည်းသူ့ဒုက္ခနဲ့သူရှိတာပဲဒါမှမဟုတ်ကိုရွေးတဲ့ဒုက္ခပဲကိုရင်ဆိုင်လိုက်ပေါ့ဟုတ်ကဲ့အဲ့တော့ရွေးချယ်မှုရဲ့မှာအဲ့ဒါလည်းပါတယ်လေရွေးချယ်ပိုင်ခွင့်ထဲမှာလည်းကိုရွေးချယ်ခြင်းနဲ့ဒုက္ခတော့ကိုပါကိုရင်ဆိုင်ရမှာပေါ့အဲ့တော့ကျော်တော့ဒီဟာအဲ့ဒီရွေးချယ်ပိုင်ခွင့်ကိုမှမှန်ကန်ကန်သုံးမှုလို့ရွေးချယ်ကြပါ ဘလောက်ပေးမလဲဘလောက်ယူမလဲဘာတွေပေးမလဲဘာတွေယူမလဲကျမတို့နိုင်ငံအတွက်ဘာလုပ်ပေးကြလဲအခုကျမတို့နိုင်ငံကဆင်းရဲတယ်ဆိုပေမဲ့လေတခြားနိုင်ငံတွေမှာမရှိတဲ့တံပိုးထားမဲ့အရာတွေလည်းကျမတို့နိုင်ငံမှာရှိပါတယ်ဒီဟာတွေလည်းမမေ့စေချင်ပါဘူးဒါကြကျမကလေးတွေနဲ့ဆွေးနွေးနေတဲ့အခါကျတော့ဥမာဆိုလို့ရှိရင်မိသားစုနှွေးထွေးမှုအချင်းချင်းလူသားချင်းအချင်းချင်းနှွေးထွေးမှုပေါ့နော်ကျမဆိုရင်အမြဲပဲပြောပါတယ် ကျမတို့ PPP သားတွေကဒီလိုကျမတို့ COE ခီသွားတဲ့အခါကျရင်နွေးနွေးထွေးထွေးနဲ့ကြိုဆိုကြတာနွေးနွေးထွေးထွေးနဲ့ဟိုဆူတောင်းပေးကြတာပေါ့နော်ကြမှာပါစေအသက်ရှိပါစေတတော်ရသောရှိပါစေဒါပဲသူတို့ပေးနိုင်တယ်ဒါနဲ့ကျမကျင်တတ်တယ်ဒါစိတ်ထဲကနေပြီးတော့ပေးလိုက်တဲ့ဆူတောင်းတစ်ခုဟာကျမတို့အတွက်အများကြီးကျင်တတ်တယ်ဒါတော့ဘာမှမရှိတဲ့သူများဟာကိုယ်ပါဘာဘာပေးပါဘာပေးပါမတောင်းမင်းနဲ့ အသက်ရှင်ပါစေအသက်ရှင်တော့လုတ်ပင်းနိုင်ပါပဲဆိုတော့စိတ်နဲ့ပေးတဲ့ဆုဆိုင်လို့ကျွန်တော်တိုက်တော်ကြပါတယ်ဟိုကိုရဲ့အကူရတဲ့တပ်ဖွဲ့မှုနဲ့တယောက်ကြာသွားတဲ့ခါကျတော့ကျွန်တော်တို့ရဲဘော်ဒီနဲ့အပီစကားအကုန်လုံးသူရဲ့တက်ဘော်ဒီမှာတက်ဘော်ဒီဒီမှာထိုင်ပြီးမှစကားပြောတော့မေဟိုအင်တော်မျိုးဒီပြမစကန်ကုန်းကြီးကိုတင်းလို့ရမှမေဟိုတကြုံမယ်ဆိုပြီးမှကျွန်တော်တို့ဟို

ဧပြီလ29ရက်နေ့အင်္ဂါနေ့ရက်မနက်ပိုင်းထိနောက်ဆုံးရရှိတဲ့ဒင်းချုပ်ကိုအချင်းချုပ်ဖော်ပြပြသွဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးပဲအဆောင်ထိကြည့်ရှုပေးဖို့ဒီနေရာကနေပဲထပ်မံတောင်းဆိုလိုက်ပါရစေ။ဒီကောင်းဆောင်များကတော့၎င်းတို့ရဲ့ကုကျူးစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မတိမ့်ယူထားတာမှာဒီနေ့မှဆိုရင်တော့1549ရက်ရှိပြီဖြစ်ပါတယ်။ဒီမှာနိုင်ငံတော်ကရဲတာအတွင်းစစ်ကောင်စီကစစ်ခွေးတည်ဆုံးမှုစီးရင်မှာတော့ဘကိုးတိုင်းမင်းလာမျိုးတွေမှာ20ကောင်တဝူးကိုတော့ရှင်ဖမ်းမိခဲ့ပါတယ်။ဂိုင်းတိုင်းမုံရွာမျိုးတွေမှာ10ကောင်အကွေးတိုင်းပခုတ်ကူမျိုးတွေမှာ10ကောင်နဲ့ကျင်းနီပြီး ဟဲကုံမြို့နယ်မှာတော့ပြည်သူတားကောင်းတော်လိုင်းရဲဘော်တအူးကြာဆုံးခဲ့ကြောင်းသိရှိခဲ့ရပါတယ်။နောက်ထပ်သတင်းတွေမှာတော့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ကင်းပီနယ်တော့ဂရိတ်နယ်ဂျုံတိုးမြို့တိုက်ပွဲတွေကြောင့်မြို့တော်ဖန်မြို့ပေါ်မှာစစ်သည်မော်တွေခြားထားတဲ့ပြင်ညီကဲနီးရကြေးရချို့မှာလည်းကင်းပုံတွေဝစ်ပြီးတော့တဆက်ထားတယ်လို့နေမီကန်ဒေသခံတွေကပြောထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ဖန်မြို့ပေါ်တန်ရီမြေကဲမှာစစ်ကောင်စီတပ်ဟာစစ်သည်မော်တစည်းနဲ့ကောင်းအိုင်းကြေးရောင်နီးမှာရှိတဲ့ စစ်သမောတစည်းတို့ကိုခြားထားပြီးဒေတာအတွင်းလုံခြုံရေးစောင့်ကြည့်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။တန်မျိုးနောက်ဖက်တန်လီမီကန်တစ်လျှောက်ကနှစ်ချားပုံကွန်စတဲ့ကြီးရွာချို့မှာလဲအေပလ၁၉ရက်ကစပြီးစစ်ကောင်စီတပ်တွေကတဲ့အင်အားချနေရာယူတဆွဲထားတဲ့လုံခြုံရေးစောင့်ကြည့်ကြတာကင်းမုံဝိတာတွေလှုပ်ဆောင်နေတယ်လို့ပြောထားပါတယ်။နှစ်ချားယူကြီးရွာအတွင်းမှာလဲတဆွဲရောက်ရှိလာတဲ့စစ်ကောင်စီတပ်သားတွေကဒေတာကန်ပြည်သူတွေပေါ်ချင်းချောက်ပြောဆိုတာတွေပြုလုပ်နေပြီးစစ်ကောင်စီတပ်သားတွေလာရောက်တဆွဲနေထိုင်တဲ့အတွက်ဒေတာကန်ရွာသားချို့လဲပပီးတိတ်ရှောင်နေကြောင်းသိရပါတယ်။ အနီမကန်ပေါ်မှာစစ်ကောင်စီတပ်ရဲ့စစ်သမော်တွေလုံခြုံရေးယူတာနဲ့မြေကန်တစ်ချက်ကကြီးရွာတွေချို့ပါစစ်ကောင်စီတပ်သားတွေကလုံခြုံရေးကိမုံဝင်နေရာယူတာတွေရှိနေတာဟာဟန်မြို့ကိုတော်လိုင်းအင်အားစုဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်မှာကိုစိုးရိမ်နေတဲ့အတွက်လုံခြုံရေးကြိုတင်ချတာဖြစ်တယ်လို့နေပြည်တော်ဒေသခံတွေပြောထားပါဗျ။အမှန်မှာတော့စစ်ကောင်စီတပ်ဟာ KNU တပ်မှတင်းနေပြီးဟန်အန်မြို့တန်လီမြေကန်နောက်ဘက်ကကြီးရွာပေါ်လက်နက်ကြီးပစ်ခတ်ချင်းချောက်တာတွေမကြာခဏလှုပ်ဆောင်နေတယ်လို့လည်းဒေသခံကြီးမြစ်တီကဆိုထားပါဗျ။လက်ရှိမှာ KNU နဲ့ ။ဩဂရိတ်နဲ့ဂျုံတိုးမြို့နီးမှာစစ်ကောင်စီတပ်နဲ့ KNL ဥဆောင်တဲ့တော်လိုင်းရဲ့အင်အားစုတွေကြားမှာနှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးဩဂရိတ်ဂျုံတိုးမြို့မကြာရေးအတွက်စစ်ကောင်စီတပ်ဟာလေကြောင်းပစ်ကူကိုပြင်းထန်အုံပြုတိုက်ခတ်တယ်လို့တပ်အင်အားအများပြဖြည့်ဆည်းနေတယ်လို့လည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံမှာတော့အချိန်က AA နဲ့ကင်းရှင်းနေမယ်လို့ဘင်္ဂလားဒေ့အနေနဲ့ထုတ်ပြန်ကြေညာခဲ့ပေမဲ့လက်ရှိအချိန်မှာကတော့ AA နဲ့ကင်းရှင်းနေလို့မရတဲ့အခြေအနေကိုလုံးဝဆက်ရောက်နေပြီဖြစ်ပါတယ်။မင်္ဂလာဒီကတဆင့်မြန်မာပြည်ကိုလူသားချင်းစာနာမှုကူညီပေးရေးစည်းမျဉ်းဖွင့်ဖို့ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်ကသဘောတူညီကြောင်းတာဝန်ရှိသူတွေကထုတ်ပြန်လာပြီးဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ကွေးဘုံမှာတောက်တိုင်နေတဲ့တော်တော်လေးကိုမှပေါက်ကွေးနေကြတော့တွေ့ရပါတယ်ပြည်သူကနေပြီးတော့ပေါက်ဖွာလာတဲ့ပြည်သူတော်လိုင်းတက်တွေဆိုတာအမြဲတမ်းပြည်သူဘက်ကိုအမြဲတမ်းကြည့်တဲ့အဖွဲ့တွေဆိုတော့ကတော့ဒီပြည်သူတွေကတည်တူပါပဲပြည်ရမှာရှိတဲ့လူစော့ထီခေါင်းဆောင်တွေဟာစစ်တပ်ကိုတရင်ပေးတာတွေစရှိတဲ့အရာတွေကိုပြည်သူတွေပေါ်ချင်းချောက်တာတွေပြုလုပ်တဲ့ခါမှာတော့တို့တွေကဆက်ရှင်ငင်းကင်းလင်းရင်ဘယ်တော့မှမရှိပါဘူးသွားရောက်ပြီးတော့ကိုတိုင်ကိုကြသွားရောက်ပြီးတော့တတိပေးတာပဲဖြစ်ဖြစ်စာပုတ်ပြီးတတိပေးတာပဲဖြစ်ဖြစ်ချီနေမျိုးမျိုးကြောင့် ကုကုကိုတတိပေးမှလောက်တာဖြစ်တယ်ဆိုတာဟောဒီဗီဒူတွေကသတိတူပါပဲ။ဒါကြောင့်ဒီစောတီရဲ့အနေနဲ့လဲမင်းတို့တွေရဲ့အမားတွေကိုမင်းတို့သိပြီးဒီသူတွေနဲ့မြန်ပူပေါင်းပြီးတော့နေထိုင်ဖို့ဒီနေရာကနေပြထမနှုတ်ဆောင်ချက်ပါလေ။တော့ပါလို့ဟိုကြောင့်မထမ်းပါနဲ့။မာကြီးလို့မတော်ဘူး။ဟုတ်ပါဘူးလေ။တလေးလာမှာကိုယ်လည်းတော်။အားလာလေးပါကျွန်တော်လာပြီးတော့ဟုတ်ပါဘူး။ဒီကြောင်လေးရှင်းပြ။ဟုတ်ပါဘူး။အဓိကအာနာရှင်ကိုဆက်ပြီးတော့တောက်တိုင်လုံးမယ်။အားပေးမယ်ဆိုရင်ကျွန်တော်တားရပါလိမ့်မယ်။ဟုတ်။သူကသူကိုလွေဦး စိတ်ကောင်းစီရကောင်းနေခေါ်တယ်ကေးယူတယ်ပြူစောဒီဘေးရွာတွေခေါ်တယ်သူတို့ဘယ်လောက်ကြီးနေနိုင်မှာကျွန်တော်ဒီလောက်ကြီးစိုးမိုးလာနိုင်တယ်ဆိုသဘောပေါက်တာနေကင်းကြောင်တော့လာတယ်လောက်ရင်တော့လောက်တယ်သွားမယ်နော်ပြောရဲနော်လောက်ရင်တော့လောက်တယ်မပြောနဲ့တဲ့ဒါပြီးသူပြီးသူကြည့်မလို့မင်းတို့သတင်းပေးသွားတာစစ်ခွေးဆိုရင်တော့မင်းတို့ကိုဒီလိုတော့ပြောမှာမဟုတ်ဘူးနော်အဲအဲ့တော့မင်းတို့ကောင်းလေမြန်ဆုံးအတိတရားရှိဖို့လိုပြီးသူစော်ဒီကောင်းတော်လေးအဲ့လက်ထက်မှာအောက်ကနေပြီးရောအောက်လန်းကနေပြီးရောခွေးတို့ဘက်ကတိုးဝင်ပြီးလွတ်တော်တက်ချင်တယ်ဆိုတဲ့သတင်းဦးကတော့ ဟုတ်ကဲ့ပါဒီပြောထားဆိုဒီပြောပြောဖြစ်ပါတယ်။မလင်းကြီးလုတ်ပြရတာတော့မှာဆောင်းဘွဲတင်ဖြစ်အောင်မလား။ဖတ်ဆောင်ကလည်းမရှိတော့။ရေးဆောင်ကလည်းမရှိတော့။อืมဒီတိုင်းမအောင်ပြီးလိုက်လို့မရဘူးလား။ဆက်တဲ့ထင်အဲ့လိုမျိုးမျိုးကောင်းပေါင်းများစွာကိုကျွန်မအပါဝင်လူပေါင်းများစွာမေးဘူးတွေးဘူးကြပါလိမ့်မယ်။အဲဒို့ပေမဲ့ကျွန်မတို့ဒီကလေးတွေရဲ့ဂုဏ်သိက္ခာအတွက်ကလေးတွေရဲ့တရားမျှတမှုအတွက်ကလေးတွေရဲ့အနာဂတ် ပညာရေးရည်မှန်းချက်တွေအတွက်ကြတော့အဲ့ဒီမိခွန်နေတဲ့လက်တွေကြားတဲ့အဖြေတစ်ခုကပို့ပြီးတော့ကျမတို့ဖြားသိနေလူယူဆမိပါတယ်။အဲ့အတွက်ကြောင့်မလို့မနေ့ကလည်းဒါဧပြီလ29ရက်နေ့မှာပညာရေးဝန်ကြီးဌာနတောင်းမရှိသူတွေဖြေကြားတဲ့ဒီဆောင်မှုဝက်ပြန်လဲကျင်းပရေးအစီအစဉ်တွေကိုအဲကျမအဲ့ဒီအင်တာဗျူးတွေကိုနားထောင်ခဲ့ရတယ်။အဲ့နားထောင်ခဲ့တဲ့အထက်ရမှာမှပြန်လဲပြီးတော့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးတွေကိုဒီဗီဒီယိုထဲမှာအားလုံးပြောသပေးမှာဖြစ်ပါတယ်။ဆိုတော့အားလုံးတည့်ရဲ့အတိုင်းပဲကျမတို့ကချင်ပြည်နယ် အမ်စကိုင်းတိုင်းမန္တလေးတိုင်းပြီးတော့ကောင်းစီနယ်မြေမှာစစ်ဆေးခဲ့တဲ့2025ခုနှစ်တက်တူဝင်အဆောင်မြေပွဲအဖြစ်သွားရတာဆိုလို့ရှိရင်မန္တလေးတက်တူမှာစစ်လုံငန်းတွေဆောင်ရွက်နေတဲ့ကာလမှာပဲမတ်လ28ရက်နေ့ပြင်းထန်ကနေကြောင်းလို့ခြေလော်ရီဟာဒါမီးလောင်ပျက်စီးဆုံးရှုံးသွားတယ်လို့သိရပါတယ်ဆိုတော့အဲ့ဒီထဲကမှအဲ့ဒီပြသသွားတဲ့အဖြေလိုရတဲ့အတွက်ကိုနိုင်ငံတော်ကနေပြီးတော့ဧပြီလ22ရက်နေ့မှာတာဆောင်မွေးပြန်လည်ကျင်းပမယ်ကလေးတွေဆောင်မွေးပြန်ဖြေရမယ်ဆိုပြီးတော့ ်ထုတ်ပြန်ကြေညာခဲ့တယ်။အဲ့လိုထုတ်ပြန်ကြေညာတဲ့အခါမှာလည်းဒီတိုင်းကြီးပဲရော့အင်းမေကွန်ရော့ဖြေကြဘာဖြစ်ဖြစ်ဆာမိုးဝဲဖြေကိုဖြေရမယ်ဆိုတဲ့ပုံစံမျိုးကြီးနဲ့ပြစ်စလက်ခတ်ဒီတိုင်းကြီးဖြေခိုင်းတာမဟုတ်ပါဘူး။နော်အဲ့ဒီမှာဆာမိုးဝဲပြန်ဖြေမဲ့ကလေးတွေအတွက်ကိုကျမတို့ဒီ revision class တွေဖွင့်ပြီးတော့အဖြေခိုင်းမယ်။အဲ့ revision class မှာလည်းကျမတို့တက်ကတူရဲ့ဘာမုတ်ခါကြီးတွေကိုယ်တိုင်းလုံးဝ short to the point ဒီဒီတင်ကန်းစာတွေကိုပြန်ပြီးတော့ revision လုပ်ပြီးတော့တင် जा ပေးมาဖြစ်မယ်ဖြစ်ဖြစ်ပါတယ်ပေါ့เนาะအဲအဲ့ဒီတင် जा ပေးတဲ့ခါမှာလဲအကလေးတွေလိုအပ်တဲ့ပုံနှိပ်စာအုပ်တွေဗလာစာအုပ်တွေခဲတာနေဘောပင်နေစသဖြင့်ဒီစာရေးကိရိယာတွေသင်ထောက်ကိုပစ္စည်းတွေဒါတွေကိုလည်းနိုင်ငံတော်ကနေပြီးတော့ထောက်ပံ့ပေးတော့มาဖြစ်တဲ့အပြင်အပြီးလို့ရှိရင်ပေါ့เนาะအဲ့ဒီ class တွေမှာလာပြီးတော့ဟိုစာတင် जा မဲ့ចောင်းသားចောင်းသူတွေအတွက်နေရေးထိုင်ရေးနော်တောက်ရီတုံးရီချိုးရီကကစားစားဖို့တောက်ဖို့ကျမကြီးဆောင်းရှောက်မှုတွေနော်ဒါအပြင်လုံချုံကြီးဆောင်းရှောက်မှုတွေဒါရီကိုအပြည့်အဝ နိုင်ငံတော်နဲ့ဒီပညာရေးဝန်ကြီးဌာနကနေပြီးတော့အားလုံးအပြည့်အဝစီစဉ်ပေးမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကလေးတွေကဒါပုံပင်မရှိပေါ့နော်။အေးအချမ်းချမ်းနဲ့စာအုပ်ပဲဒီဇိုင်းမမတ်ကြိုးစားအထုတ်ပြီးတော့ဆောင်ရွက်လို့ရပါတယ်။ဆောင်မွက်ပြန်ဖြေလို့ရပါတယ်။ပြီးတော့အဲ့ဒီ online အဲ့ဒီ revision နေအဲ့လိုအထိပြည့်ပြည့်စုံစုံနဲ့ဖြေခန်းကျင်နေဟိုမှာနှစ်တန်းမအောင်သေးတဲ့ပေါက်ကတော့ခေါ်ပြီးဖြေခိုင်းပါလား။ဟုတ်ကဲ့ပါဆရာကြီးကျွန်မ EAU သတင်းဌာနကယူတန်သတင်းတော်ယူမှာပါဆရာ။ဘာဖြစ်လို့ရလဲပြောပါဦး။အင်း အဲ့ဟုတ်ကဲ့ပါအရှင်ပြဒီလိုကအရှင်ပြဒီဘက်ပါတော့လေဒီအရှင်ပြတို့ပေါ့နော်ဒီမြင်းကြံမျိုးကပေါ့နော်ဒီဒီအင်းမုံတို့များအရှင်ပြတို့တိလာလို့ကိုလက်မီဒီယာပါဖေ။ဘယ်ရအောင်ဟိုမြင်းကြံမျိုးကလေအရှင်ပြဒေါ်တီရာယုံမုံဆိုတာကိုအရှင်ပြတို့တိလာလို့ပါဗျာ။ဘာဖြစ်လို့မေးချင်တာလဲ။တိတာဘောဟာသူမရပါသူမသူမမြင်ငယ်ကိုမသိပဲနေမလားဟာ။ ဘာကြည့်လို့ပါဗျာဟိုအဲ့လိုသူ့ကိုပေါ့နော်ဒီကျွန်တော်စကားမဆက်စကားမဆက်ကြိုးပြောကြတော့ခင်ဗျားတို့ ARD တည်တဲ့ဌာနကပေါ့ကူတော်နဲ့ဥဝတော်ကိုကျုပ်တို့ကိုခင်ဗျားတို့ကဟုတ်လားလူစော်ဒီခေါင်းဆောင်တွေဘာတွေဆိုပြီးမှကျုပ်တို့ကိုပြောတယ်ဟုတ်ပြီလက်ခံတယ်ခင်ဗျားတို့ဘက်ကကြည့်ရင်တော့ဒါကကျုပ်တို့ဘက်ကအမြင်တော့အမတူဘူးပေါ့နော်ဒါပေမဲ့ခင်ဗျားတို့ကအဲ့ဒီမင်းတုံညာတို့မိမတွေပွေရှုပ်နေတဲ့မင်းတုံညာတို့ဟိုဟာ နွေဦးတော်လာရေးကိုတော်လို့ဟိုဟာကိုတော်လို့အဲမင်းတုံညဦးတော်သူတော်တော်လေးဦးမှာပောက်ကွဲနေတာပောက်ကတော့နဲ့ဘာကြီးများပောက်ကတော့ဟိုကကြိတ်ထားလည်းမသိဘူးပါဝါရတို့ကိုတော်တွေကြာဘာဖြစ်လို့ခင်ဗျားတို့ကမဝေဖန်တာလဲအဲ့တော့အဲ့ဒီနေ့လည်းကြီးပါတယ်ဗျာမကြီးပါဘူးခင်ဗျားတို့နွေဦးတော်လာရေးကိုတော်ဆိုလို့ရှိရင်အမြင်မတူလို့ရှိရင်ဒီ သူတို့အနီကိုမထောက်ခံတာမထောက်ခံသူမှန်တယ်မြတ်သူကျုပ်တို့ကလူတက်ဖို့ဟာအတွက်ကိုဘယ်တော့မှမပြောဘူးလေကျုပ်တို့တွေကခမတို့ကျုပ်တို့ပောက်ဖို့တော့ကနေလူတက်ပါလို့ပြောတာလေခမတို့တွေ့လားမင်းမင်းမတွေ့တာကိုပေါ့ကိုပြောကိုပေါ့ကိုပြောင်းနေတာပြည်သူတွေကိုဘုံနေပေါင်900ရေပေါင်ထောင်နေကြဲခိုင်းနေတယ်ပေါ့ကတော့ကပြန်ပြောနေတယ်အော်အရှင်ဘုရားဟိုပါလေတကယ်တော့လို့ဟိုဟိုရေးတဲ့တည်င်းပုံစံဒီမှာအဲ့လိုမျိုးတွေမပါပါဘူး။ဟုတ်ခင်ဗျားတို့ကအေရဝီတည်င်းဌာနကျုပ်ပုံနဲ့တက်လာတော့တက်လာလဲကျုပ်ကဂယူးမဆိုင်ပါဘူး။ อืมอ่าอุเซนปွ่มๆเล่นๆပြောပြတာပါဥเซนတို့อ่ะတိုင်းပြည်ကို9000 9000ဥเซนတို့อ่ะတိုင်းပြည်ကိုငိမ့်ချမ်းစေချင်တာပဲတည်ရတိုင်းရင်းသားစီလုံးညီညီမှုအေးအေးဆေးဆေးနဲ့တိုင်းပြည်ကြီးตายาစေချင်တာပဲတည်တာ ဒါတော့ပဲဦးဇင်းတို့ကလှုပ်ဆောင်နေအကြမ်းဖက်မှန်နေမှဆိုဘယ်အောင်မှကျုပ်တို့ကမအားပေးဘူးဒီဘက်တစ်ခါဒီမှာပေါ့နော်ဒီလိုတဲဒီမတ်တီတာရှင်မွန်နဲ့ပတ်သက်ပြီးတော့ဒီသူတို့တွေကပေါ့နော်ဒီဒီဒီအမကအဲဘောနောဘလို့ဒီပူစောတိတက်ကိုဥစားမိတယ်ဆိုတာမျိုးတွေပြောတယ်နောက်ပြောလို့ရှိရင်ဒီအရဒီအရသားပြည်သူတွေပေါ့ဗောနော် ဒီလိုပေါ့ဒီလိုနှိမ့်နှိမ့်သက်တာမျိုးလုပ်တယ်လို့အဲသူတို့တွေကပြောကြတယ်ဗျာတော်တော်ဆိုတော့ဟိုအရှင်ပြားတော့ကောဒီတော်တီယာကျုံမုံကိုဘလို့ဘလို့ဘလို့ပေါ့နော်ဘလို့တိထားလဲပေါ့နော်သူကဘလို့အမျိုးသမီးလဲဆိုတာပေါ့ရှင်ပြားဟိုတော်တော်အဲ့ဒီတကာမဒီအဲ့ဒီတကာမဒီအာကအမျိုးသမီးအဲ့ဒီတကာမလိုမျိုးမြန်မာနိုင်ငံမှာလက်ထိုးရေးမယ်ဆိုရင်တော့မှဆယ်ယောက်မပြေဘူး အမျိုးသမီးတဲမှာဥစဉ်တော့တကယ်ဆံပြလောက်တဲ့အမျိုးသမီးတယောက်အရသာပြည်သူတွေကိုအဲ့မယူမွေကနှိပ်ဆက်ပါတယ်ဆိုတော့ခင်ဗျားတို့ဘဒူခင်ဗျားတို့ဗီဒီယိုဖိုင်တွေရှိရလားမျက်မြင်သက်တွေရှိရလားတကယ်လို့သူဥစဉ်တော့ဒီမြင်းကြက်တွေကိုချောက်ချပြီးသူကိုယ်တိုင်ဥဆောင်ပြီးမှလှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်တို့တို့ကတော့အမှန်တိုင်းပြောရင်တော့အမျိုးသမီးတယောက်အဲ့တကောင်မကိုလေးစားတယ်ပုံယူတယ်ခင်ဗျားတို့ပြောလို့လုံးဝမဟုတ်ဘူး အော်အရှင်ပြဒီပေါ့နော်အမကိုကျမတို့ဒီသီးတလောက်ဆိုအလူတန်းရရောတာကြီးလည်းတွေ့ရဗျာအဲအဲ့ဒီဟာရောရှင်သားတို့သိထားလို့ရှိတာဗျာအလူတန်းရရောတာမယူမွင်တည်းအလူတထေးလဲမဟုတ်ဘူးလေဒီဖုန်ကြီးဦးသိန်းတို့နဲ့တစ်ခါလေတွေ့လို့၄၅သောင်းလူကတစ်ခါလေဒီသူတို့လေးတွေမရှိတဲ့လူတွေကိုဆန်လေးတွေတပြီးနှစ်ပြီးပေးတာရောဒါအလူတန်းရရောလို့ပြောလို့မရဘူးလေ ။ဗာမျိုးလေးတော့ရှိတာပေါ့သူမရှိရဲ့သူတွေကိုကူညီတဲ့စေဘေးဒုက္ခတဲ့စိတ်ရှောင်တွေကိုသူထမင်းချက်ကျွေးတဲ့ထမင်းတွေပါဟဲ့နေသူတတ်နိုင်အောင်လေးလုပ်ပေးတာကတော့အလူတိုင်းရရောတယ်လို့တော့မဆိုလိုပါဘူးဒါကတော့ဒါလူတိုင်းလုံးကြတာပါပဲကမကြီး အာတင်ပါတင်ပါဗျာဒါဆိုအရှင်ပြဒီပေါ့နော်ဒီဒီအာနာသိန်းတယ်လို့တို့အာနာသိန်းနဲ့ပေါ့နော်အာနာသိန်းအာနာသိန်းနဲ့ဆိုပြီးတော့ပြောကြရဲဒီကာလာတစ်လျှောက်ပေါ့နော်ဒီဒီကာလာတစ်လျှောက်မှာဆိုရင်ဒီဒေါ်တရာယူမုံရဲ့အအပြုတ်မှုတွေလောက်ရက်တွေကိုအရှင်ပြအနေနဲ့အဲဘယ်လိုမျိုးပြမှတ်ချက်ပြုနေတာမျိုးရှိပါလဲဗျာမယူမုံရဲ့ဒေါ်တရာမယူမုံရဲ့အဲလုံဆောင်ချက်မှန်တယ်များကိုဦးစင်းတို့ကမယူမုံဒီအကျန်းဖက်ကိုဥဆောင်ပြီးလုံဆောင်နေရမဟုတ်ဘူးငိမ့်ချမှုကိုဥဆောင်ပြီးလုံဆောင်နေရဖြစ်တဲ့အတွက်ကြောင့်ဦးစင်းတို့ကတော့ဒါဖောက်ခံတယ် နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ငလင်တန်သိနေတဲ့မန္တလေးတိုင်းချမ်းမြသာစီမြို့နယ်အောင်ပင်လယ်ရက်ကွက်ရွှေစာမဏီရွှေဆိုင်ကိုတော့ဧပြီလ28ရက်နေ့နေ့လယ်3နာရီကပျောက်ကြားယူနီဖောင်းဝေးမျိုးသား2ယောက်နဲ့ရက်ဝင့်မျိုးသား3ယောက်ကနေပြီးဝင်ရောက်ပြီးတော့နေ့လယ်ရက်ကြီးမှာပဲဆိုင်ရှင်စီကနေပြီးတော့မြတိုက်သွားတဲ့မှုဖြစ်သွားပါတယ်။အလုံးတည်တဲ့အတိုင်းပဲစစ်ခိုးတွေအုပ်ဆိုးနေပါတယ်ဆိုတဲ့မန္တလေးမြို့ကြီးမှာကတော့အခုလိုမျိုးဖြစ်နေတာကတော့အဆန်းတော့မဟုတ်ပါဘူး။ဟောမယ်ဆိုရင်တော့ပေါက်ကရုံးရဲ့တပည့်တွေပဲဖြစ်မှာပါ။ဒါဒီလုတ်တယ်ဆိုတာကဒီကောင်လေးရဲ့စားစရာတောက်စရာကမရှိ လူစောတိတွေကိုမင်းအောင်လိုင်ကမထောက်ပံ့တော့ဘူးလို့ပြောလိုက်တဲ့ချိန်မှာပဲတော်တော်လေးကိုမှအခက်ခဲတွေ့ပြီးတော့ဒီကောင်လေးအနက်ဝဲဖို့ဒီအဆရှိတဲ့စားဖို့တောက်ဖို့တွေအတွက်ပြည်သူတွေစီကအခုလိုမျိုးလုပ်နေတာသိကြပါပဲဒါကိုကြည့်မယ်ဆိုရင်တော့မန္တလေးမြို့ကြီးကိုအုပ်ချုပ်နေတာကဘသူလဲဆိုတာကလည်းဒီတစ်ခုဖြစ်ပါတယ်အားကြောင့်မန္တလေးမြို့မှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့သူပဲ queue ဆိုင်ဖို့လိုပါတယ်ကျွန်တော်ပြောသလိုပဲအလင်းဘေးနဲ့မအေဘေးတွေတန်းကတော်လေးကိုမှဆိုးရွားနေရဖြစ်တဲ့အတွက်တော်လန်ပြည်သူတွေအားလုံး queue queue ပြုပြီးတော့ နေကြဖို့လေဒီနေရာကမျိုးထက်မှန်သိပေးလိုက်ပါတယ်ဟုတ်မိတ်ဆက်ပေးတယ်ပေါ့နော်တဲမှုနဲ့တခါလဲဆရာကျောင်းနဲ့မိတ်ဆက်ပေးတဲ့အခါမှာဆရာကျောင်းနဲ့လည်းထပ်ပြီးတော့ဒီအကြောင်းနေကျွန်တော်ထပ်ပြီးတော့မေးပြတယ်ပေါ့နော်မေးပြတဲ့အချိန်မှာသိရတဲ့အကြောင်းအရာအများကြီးရှိတယ်အဲ့တော့ဆရာကျောင်းပြောတာလေးကိုလည်းဆရာနားထောင်ကြည့်အောင်ပေါ့နော်အဲ့ဆိုဆရာကျောင်းမင်္ဂလာပါပေါ့နော်မင်္ဂလာပါတဲမှုကြီးဟိုတာရမှုတာဝန်ယူဖတ်ရပေါ့ရာသူတော့မဟုတ်ဘူးတာဝန်ယူဖတ်ရပေါ့ကျွန်တော်တော့ဘုရားကျောင်းဆရာလုတ်ခဲ့ဆိုဆရာကျောင်းလိုပဲမပြောင်းပြန်ခေါ်ထားကြတယ်ဒီကတော့ အပြည်သူတွေအပြာအောင်မြင်မှုတစ်ခုရသွားတယ်ရသွားပြီဆိုတဲ့အခါမှာအကုန်လုံးကဝမ်းတာကြတယ်ဂျင်းနူးကြတယ်ပေါ့နော်အဲဒါပေမဲ့ဟိုတိုက်လိုက်ပြီးနိုင်သွားပြီးအောင်မြင်သွားပြီးဒါမျိုးပုံစံမျိုးပဲတွေးမိကြတာကြီးများတယ်လေပြီးသူတို့အိုက်ထပ်ပို့ပြီးတိတ်ဝင်မရကြဘူးလေအဲအဲကြောင့်ဒါတကယ်တမ်းကျတော့ဒီနောက်ွယ်မှာပေါ့နော်အဲအောင်မြင်မှုရဖို့အတွက်ရင်းနှီးကြကြတာတွေပြီးဆက်ခဲရတာတွေအဲ့လိုမျိုးခက်ခဲကြရတာတွေပြီးရင်ဒါထူးခြားတဲ့ဖြစ်စဉ်တွေအဲအဲ့ဒါညပတ်သက်လို့ပေါ့နော်အစ်ကောင်စီဘက်ကအခြေအနေလေးအဲတိုင်းအဲ့ဒီအင်ဒိုမျိုးသိန်းတိုက်ပွဲမှာပေါ့နော်တွေ့ကြုံရတဲ့အခက်အခဲတွေအရင်ပြောပြပါ တယုံမလို့မခေါ်ကနေဆရာကျောင်းလို့ခေါ်ရင်ရပါတယ်ဆရာကျောင်းဆရာကျောင်းအဲ့ဒါဆရာကျောင်းလောပါဆရာကျောင်းအဲ့ဒါအမ်အခက်အခဲညတော့အတိကဘုံစုံပါပဲကျွန်တော်တို့ဒီမှာဘယ်လိုပြောမလဲရန်သူဘက်ကအင်အားကောင်းတဲ့ဟာကိုကျွန်တော်တို့မှာရှိတဲ့လက်နဲ့အင်အားလူရင်အားနဲ့စုဖွဲ့ပြီးမှတိုက်ရတာဆိုတော့ဒီလက်နဲ့ပိုင်းဆိုင်ရာလူရင်အားပိုင်းဆိုင်ရာတွေကအစသူတို့ရဲ့ညီချောင်းညီရအစပေါ့ကျွန်တော်တက်တာလို့လည်းဟာကျွန်တော်တိုက်ခဲ့ရတာဆိုတော့အဲ့ဒါမျိုးအစအန်တီဘီမှတိုက်ခဲ့ရပါပေါ့ ါကဘာလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ရှိမှာတိုက်သွားတဲ့သူများတွေဘယ်လိုတိုက်သွားကြလဲမြို့တိုင်းတွေဘယ်လိုတိုက်သွားလဲဆိုတာကျွန်တော်လည်းလိုက်လေ့လာတာပေါ့နောက်ဆုံးကျွန်တော်တို့မြို့တင်းတိုက်ပွဲလဲမြို့တင်းတိုက်ပွဲဖြစ်တဲ့ချိန်မှာသူတို့ရဲ့အတိတ်ကပင်မစခေါင်းပြောမယ်ဆိုတော့ကျွန်တော်ဒီမြို့စရင်းပြောမယ်ဆိုတော့ဒီမြို့တင်းသူတို့ရဲ့ဌာနဆိုင်ရာဒီကိုအရင်ရအောင်ယူလိုက်ရပါပေါ့အတိတ်ကတော့အဲ့မှာရဲစခန်းရဲစခန်းကိုအရင်တင်လိုက်တာပေါ့ဒါကျွန်တော်တို့ဘက်ကဒီ PDF ဘက်ကနေပြီးမှဝင်တင်တာပေါ့ဟိုဘက်လဘာလန်းဆိုတော့ကျွန်တော် EO တွေ ဝင်တင်းကြပေါ့တာဝန်အတီးတီးခွဲပြီးတော့ဟိုဘက်က EO ကမြို့ရဲ့အရှိဘက်ကနေ EO ကဝင်ကျွန်တော်တို့ကဒီမြို့ရဲ့တောင်ဘက်ခြမ်းကနေလို့ကျွန်တော်တို့ကဒီ PDF တီဘက်ကနေပြောင်းဝင်တာဝန်ခွဲပြီးမှလုပ်ခဲ့ကြပေါ့ကျွန်တော်တို့ဒီဘက်ကကျတော့ yes ခန်းကိုရလိုက်တာပေါ့ yes ခန်းရပြီးတော့ဒီဌာနဆိုင်တော်တော်များများရတာတော့မြို့ကိုရတဲ့လောက်ဖြစ်သွားရဲ့အချိန်မှာသူကကုန်းမှာခန်းစစ်ကအတိကပြန်မခန်းကုန်းကိုတိုက်ရတဲ့အလက်ပြန်အဆင့်နှဆင့်ခွဲလို့ရပေါ့ပထမဆင့်ကမြို့ကိုရအောင်မြို့ကိုရအောင်လုပ်တယ်ဒုတိယဆင့်ကသူတို့ရဲ့ပြန်မစခန်းကုန်းတတ်မှတ်မှုထိုင်တဲ့စခန်းကုန်းကိုရအောင်လုပ်ပြန်အဆင့်ပေါ့ ဩအဲ့ဆိုမြို့ကအရင်ရပြီးမှဒီကောင်းလေးကိုနှိမ့်ထုတ်ဖို့ကဒုတိယဖြစ်သွားတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဩအဲ့အဲ့တဲ့အဲ့ဆရာကျောင်း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 အဲ့ဘိုက်ဆွဲချိန်မှာအဲ့လိုမမရရဖြစ်စင်နေပါလေပြောပြပါအောင်အဓိကမေးလို့မရတဲ့ဟာမျိုးလေးပေါ့မေးလို့မရတဲ့ဟာလေးဆိုတော့အဲ့ဘယ်လိုပြောမလဲအများကြီးပေါ့အာကျွန်တော်တို့ရဲဘော်တွေဒါဘာလဲဆိုရင် ပေးစားခဲ့ရတယ်ရှိတယ်။တိုင်ရရတဲ့ဟာတွေရှိတယ်။ဒါဘာလဲဆိုလို့ရှိရင်ဒီကိုအနမန်နေနေတဲ့ရဲဘော်တွေနေမြညပြဖြစ်သွားတဲ့ကိစ္စတွေပေါ့။အဲ့ဒါတွေအစကျွန်တော်တို့ဒီဘယ်လိုပြောမလဲ။ဒါကိုကိုကိုတိုင်ကစိတ်အဲငါဒီမှာစိတ်စိတ်ကြသွားလို့မဖြစ်ဘူးဆိုပြီးတော့ငါစိတ်ကြသွားလို့ရှိရင်ရဲဘော်တွေလည်းစိတ်ကြသွားလိမ့်မယ်စိတ်ကိုတင်းခံရတာပေါ့။နောက်အကြီးကတော့ဒီကျွန်တော်တို့စခန်းပင်မစခန်းကုန်းကြီး ရကန်ဒီဒီလေးလပိုင်း၃ရက်ဘာလောက်ကကျွန်တော်တက်ရင်ကတက်ခွဲမှုတယောက်ကြာသွားတယ်။အဲဒါမဲ့ကျွန်တော်တို့ကဟာအာတင်ထားပေါ့ကိုရဲ့အကူရတဲ့တက်ခွဲမှုနဲ့တယောက်ကြာသွားတဲ့ခါကျတော့ကျွန်တော်တို့ရဲဘော်ဒီနဲ့အာဘီစကားအကုန်လုံးသူ့ရဲ့တက်ဘော်ဒီမှာတက်ဘော်ဒီဒီမှာထိုင်ပြီးမှစကားပြောဆိုမြို့အင်းတော်မြို့ဒီဗမာစကားကုန်းမြို့တင်းလို့ရမှမြို့တချုံမယ်ဆိုပြီးမှ ကျွန်တော်တို့ဟိုတစ္ဆာပြပြီးမှကူမှသူ့ကိုရေကက်တက်တာကြီးထည့်ပြီးမှတိုက်ခဲ့ကြတော့အဲ့ဒါတော့ကျွန်တော်တို့ရဲ့အမှတ်တရဟောအဲ့လောက်ကြီးဘူးလားအဲ့ဒါသူကြာသွားပြီးတော့၄ရက်မြောက်နေ့မှာစခန်းရတော့ဩတမလုံဘွားနေလာတော့မတည်ဩဟောတကယ်ဖြစ်ဖြစ်အဲ့ဒါတော့အမှတ်တရပေါ့ကျွန်တော်တို့တခွဲမှုတော့ဒီစခန်းတင်းနေချိန်ကျသူမပါတော့ပြီမဲ့လို့ဒီစခန်းတင်းပြီးတဲ့ချိန်မှာသူ့ကိုတချို့မယ်ဆိုပြီးမှကျွန်တော်တို့သူ့ဘော်ဒီကို ်အတူတူပဲနဲ့ဒီကြာရှိခံဆေးထိုးပြီးတော့ဒီကက်တက်တာနဲ့ထားပြီးမှတို့ထားခဲ့ပါအဲ့တော့ကျွန်တော်တို့နောက်ဆုံးအမှတ်တရပေါ့โอเคဒီစိတ်လည်းမကောင်းစရာပဲเนาะပြီးတော့တက်ဖွဲ့တွေရဲ့ကျွန်တော်တွေ့တယ်ဘာလဲဆိုတော့ဒီကျွန်တော်တို့အရင်ကကျွန်တော်တိုင်တက်ဖွဲ့ဒီစစ်တိုက်ပြီးစင်ကျွန်တော်ပြည်တဲ့တော်တော်များများကဂရုကျင်းသူခန့်စစ်ပြင်တာအာအနေနဲ့စစ်တိုက်ပြီးဆိုရင်အတက်ကတည်အတက်တာတည်တည်တော့မယ်ဂရုကျင်းသူချင်းမှုဆိုရင်လူရခါမျိုးများမြေကြီးမှာမောက်ဖို့မပြစ်မယ်ဆိုရင်လူရများတယ် ဒီမျိုးဒီမျိုးဒီမှာတော့မြန်မာလုံးကရုတ်ချင်းကရုတ်ချင်းကရုတ်ချင်းမှာမကတော့ကျွန်တော်တို့ကဒီရောက်လိုင်းကောင်းနေမှာတူပြီးတော့နေရတယ်။ဟုတ်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 ။ကျေးဇူးတင်ပြီလို့ပြောမယ်စစ်စစ်ရေးမှာတူးတက်လာတဲ့အပိုင်းနေပေါ့။ဟာ။ကျွန်တော်တို့ကဒီရဲဘော်တွေကိုဒီကိုကိုကိုအရင်ဆုံးသူများကိုတတ်မဲ့လူကကိုကိုကိုအရင်ဆုံးလုံချောင်းအောင်နေရတာပေါ့။ဟုတ်။အဲကျွန်တော်တို့ကဒီမှာဒီရခိုင်မှာဆိုရင်စခါကငါ့ကိုတင်းလိုက်တဲ့အချိန်မှာတင်းတင်းထုတ်ပြန်လာတဲ့အချိန်မှာမြေရောက်လိုင်းကောင်းနေတူးပြီးတော့ရအောင်တင်းနေတယ်ပေါ့။ တို့လည်းဒီရောက်လိုင်ကောင်တူးပြီးမှပဲရတော့မယ်ဆိုပြီးမှအဲ့ဒီနမူနော်ကြီးခဲ့ရပေါ့အဲ့ဒါလည်းတကယ်လည်းလက်တွေ့အလုပ်ဖြစ်ခဲ့ပါတယ်ဟုတ်ဒါအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ခဲ့ရတာကတော့အဲ့ပွဲတွေရအောင်မြင်မှုရဲ့နောက်ကမှပိတ်ဆက်မှုတွေကိုပြန်လည်ဖော်ပြသွားတာဖြစ်ပါတယ်ကိုလိုင်မျိုးတွေအားလုံးပဲအခုလိုမျိုးဒီတန်းကနေပြီးရွှေရွှေတိုက်ခိုက်ပေးနေတဲ့တော်လန်ညီကိုတွေအားလုံးကိုမြေတန်းအပိနေကြပူဒီနေရာကနေပြီးတော့ထမှန်ပြလဲပါတယ်